ီ2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ရနေပြီးတော့22ရက်နေ့ထိတပတ်စာဒါစာပရိသတ်သမီးမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကို အားငယ်စိတ်တွေဖြစ်နေတာမျိုးကိုကိုကိုငါလုံမလုံနိုင်ရဲ့လားဖြစ်မှဖြစ်ရဲ့လားဆိုတဲ့စိတ်တွေအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေအလိုလိုဝင်နေတာမျိုးတွေအဲအလိုတစ်ခုကိုကိုလှုပ်တော့လှုပ်ရှင်စိတ်ရှိပြီလက်တွေ့မှာဘာမှအကောင့်တဲ့ဖော်မနေပဲနဲ့အဲကိုမှကိုကိုကိုစိုးရိမ်စိတ်တိမ်ငယ်စိတ်နဲ့အားငယ်စိတ်တွေများစွာဖြစ်ပေါ်နေသောကာလဖြစ်တဲ့အတွက်မိတ်ဆွေကြာစာပြီးတသမီးတွေနဲ့ဘာကိုဖြစ်ဖြစ် ပြီးခဲ့ပြီးသားကိစ္စတွေကိုဘာမှကောင်းတဲ့ထက်မနေပဲနဲ့ဖြစ်လာမယ့်ကိစ္စတွေဖြစ်ပြီးတဲ့ကိစ္စတွေကိုနက်ကလပ်လုပ်ပြီးတော့ဖြစ်လာမယ့်ကိစ္စတွေကိုအကောင်းဆုံးလှုပ်ဆောင်တာဟာမိတ်ဆွေတို့အဖြစ်ဖြစ်ကြောင်းဆရာကစကားလေးပါလိုက်ပြရစီခင်ဗျာ အလုတ်ကင်အလုတ်ကင်နဲ့ပတ်သက်ရင်တော့ဘာကိုဖြစ်ဖြစ်အမိခံလုံချင်းဥဆောင်လုံချင်းချစ်တို့လုံချင်းတွေအကျိုးပေးပါတယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေကြုံရနိုင်တယ်အလုတ်နဲ့ပတ်သက်လာလို့ရှိရင်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်ပြီးတော့စိတ်ကသာစွမ်းအောင်လုပ်ပါရတယ်ဒါဆိုရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကျင်းတွေရရှိမဲ့ကာလဖြစ်တယ်ရာထူးနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးချစ်တို့ဆောင်ရလုံဆောင်ကိုကောင်းသောကာလဖြစ်ပြီးတော့အထက်လူကြီးရဲ့ကြီးကဲတွေရဲ့အကူအညီကိုရရှိတာမျိုးကြီးကဲသူတွေရဲ့အထောက်အပံ့အကူအညီကိုရရှိတာမျိုးစီကံအသည့်စီမံအသည့်တွေမှာ မိမိတို့အနေနဲ့အားသာကောင်းမှုပြီးတော့ခြေထုတ်ဆောင်ရတာမျိုးလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးဟာမိတ်ဆွေကြာသာပိသားသမီးတွေအတွက်တော့တိုးတက်နိုင်စရာအားသာနိုင်စရာအပ္ပတ္တကာလပိုင်းခြားဖြစ်ကြောင်းနဲ့ကြာသာပိသားသမီးမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဥဆောင်လှုပ်ခြင်းဆောင်ရွက်ခြင်း ခြေထုတ်ဆောင်ရပါမြေယာထိုင်ခင်းတဲ့ပတ်သက်တာမျိုးလေးတွေခြေထုတ်ဆောင်ရလို့ကောင်းပါတယ်လုပ်ငန်းဟောင်းကိုကိုယ့်ရဲ့လှုပ်ဆောင်တာမျိုးတွေအတွက်တော့အကျိုးပေးအားသာကောင်းမွန်တော့ကာလဖြစ်ပါတယ်ဒါအပြင်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းစနစ်တကျစီမံခန့်ခွဲပြီးတော့အစီအစဉ်ကောင်းတဲ့အကြံဉာဏ်ကောင်းနေရှိရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လအဖြစ်အပတ်တာဖြစ်ကြောင်းမိတ်ဆွေတို့ပြဆရာကပြောကြားလိုက်ပြရစီခင်ဗျာယာတို့လုပ်ငန်းတိုးခြင်းယာတို့တက်ခြင်းနေရာထိုင်ခင်းပိုင်ဆိုင်ရခြင်း OA Champion တွေပိုင်ဆိုင်ရခြင်းတွေမပြီးမပြတ်ဖြစ်နေသောလုပ်ငန်းတွေမပြီးမပြတ်ဖြစ်နေသောအိမ်တွေ OA တွေကိုခြေထုတ်ဆောင်ရပြီးတော့အကောင်းဆုံး အဖြစ်ရှာပြီးလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူကျင်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီရရှိတာမျိုးတွေမမြင်ရတော့ဝိစာတို့ဇောကြီးတို့တပတ်တိတို့အစရှိတဲ့ပုဂ္ဂိုလ်တွေရဲ့မြောက်စားရှိမြောက်ခြင်းတွေခံရတာမျိုးတွေရရှိတတ်တဲ့အတွက်တော့ဘာသာတရားပို့လုပ်ပြီးပြတာမျိုးတွေပုံမကောင်းမှုပြီးတော့ကံရဲ့အထောက်အကူရရှိမဲ့ကာလပိုင်းချဖြစ်ပါတယ်။ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ဆုံးတိုက်တာမျိုးတွေဓာတ်ဆိုတော့ တတိထားစင်နေပြီပါအကြမ်းမိုင်းနဲ့ပတ်သက်လာရင်ငါကအဲမိတ်ဆွေတို့အနေနဲ့ဘာမှမဟုတ်ပဲယုတ်တိကနာဖျားလာတဲ့အခါမှာအတိုက်ခိုက်တွေဝင်နေတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့အကြမ်းမိုင်းနဲ့ပတ်သက်လာရင်ကိုကိုကိုတတိထားစင်နေရမယ့်ကာလဖြစ်တဲ့အဲဒါအပြင်ရင်းတို့လက်စစ်ပစ္စည်းတို့ကိုယ်ပြေသုံးချတဲ့အခါမှာတတိပြုစင်နေပြီးရတော့လိုအပ်သောကာလပိုင်းချဖြစ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ် အဲဆွမ်းနာလို့ပဲကျမ်းမာရင်လည်းပတ်သက်လာရင်မကောင်းတဲ့တိုက်ခိုက်ပြီးပယောဂါတွေသူများပြူစားတိုက်ခိုက်တာမျိုးလေးတွေမှာတော့အတော်ကိုတတိထားရမယ့်ကာလပိုင်းခြားဖြစ်ပြီးတော့ကံတရားရဲ့အာမေခြင်းမျိုးလေးတွေတုံ့ကတ်တော့ကာလပိုင်းခြားဖြစ်ပါလေမတည့်သောအစားအစာတွေအဲကိုမစားဘူးတော့အစားအစာတွေအစာစိတ်တင်တာမျိုးလေးတွေဟိုတတိပြုဆင်ခြင်ပေးရလိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့နေဘာကိုဖြစ်ဖြစ်ကျမ်းမာရင်လည်းပတ်သက်ရင်အစားတော့ကစားလို့အဲဆွမ်းနာလို့ပေါ့ဘာသာတရားအစားလို့ပုံမူပြီးတော့တုတ်ချက်လောက်ဆောင်မှာအဲငကူကဖြစ်ခဲ့မဖြစ်ရသေးတဲ့ကျမ်းမာရင်ရုပ်တရားဖြစ်လာပြီဆိုရင်တော့ဒါဆိုအတိုက်ခိုက်တွေမကောင်းတဲ့အတတ်ပညာတွေကိုလည်းတတိပြုကအိမ်မှာထဲမှာခွေးတွေမှတ်တာမျိုးတွေ တွေတုတ်တန်းတို့တင်းညိုင်းတို့အဆရှိတဲ့အရာတွေမတ်တာမျိုးတွေအဲဒါမျိုးတွေမှန်လို့ရှိရင်တော့စတေချာကိုတတိထားဆင်နေပြီးတော့အဲဆောင်ရွက်ရန်တို့အကြောင်းလဲထားလောင်းပြောကြားလိုက်ပြရစီခင်ဗျတို့အပြင်မိတ်ဆွေကြားသားပိသားသမီးတွေကငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့အဲငွေအပေါင်းအသင်းကိစ္စမိသားစုကိစ္စအိမ်တွင်းရေးရာကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများနေရတာမျိုးလေးတွေပထမကြီးကြဆိုင်ရာကိစ္စလေးတွေကြောင့်ကိုယ့်ကြောင့်မဟုတ်ပဲမိသားစုကိစ္စအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောကိစ္စလုပ်ငန်းကိစ္စဘာသာရေးကိစ္စလေးတွေကြောင့်တော့ငွေကြေးနဲ့ပတ်သက်လာရင်အထွက်များနေတတ်သောကာလလူငွေကိစ္စလေးတွေမှာအထွက်အကုန်များနေတတ်သောအပတ်တာကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျ ဒါအပြင်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘလောက်ပဲခက်ခဲစေကမှုအဲ့ဒီအခက်ခဲမှုပဲအတိအပေါင်းသိမိတ်ဆွေတွေနာအကူအညီတွေရရှိတာမျိုးတွေအကြံစီတွေအတွေ့အော်တွေရရှိတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့လုပ်နေပတ်သက်ရင်တော့လုပ်ငန်းပြောင်းရင်လုပ်ပြောင်းရင်လည်းပေါ်လာတတ်သလိုကိုကတစ်ခုခုကိုလုပ်မယ်ဆိုရင်လည်းတစ်ဖက်မှာကောင်းတဲ့အကြံဉာဏ်တွေရရှိတတ်သလိုတစ်ဖက်မှာလည်းစုပ်ယုပ်တဲ့အပြောအဆိုတွေနဲ့ကြုံရတတ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အဲတုံးခဲအမာရောမန်အရာရာကိုဘယ်မှဆိုင်ပဲကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ဘာကိုဖြစ်ဖြစ်အဲကောင်းတဲ့ပတ်မှာတွေးပြီးတော့ကောင်းတာလေးတွေကြံပြီးကောင်းတာလေးတွေလုပ်ရင်တော့သိကြပါတယ်မခတွေကလင်္ကာတွေက လို့ပေါ့ကောင်းမှုမြန်လို့ကောင်းအောင်ကျိုးလို့ကောင်းကျိုးကိုနိုင်တည်စေမင်းဆိုတဲ့အတိုင်းကိုကကောင်းအောင်သာကြိုးစားရင်အဲတည်ကြပါတဲ့ပဝင်းကျင်ဆိုတာကဲ့ရဲ့9ရက်ရှိမှ9ဘတ်ပါပဲ9ရက်ပါပဲလို့ဆရာကပြောကြားလိုက်ပြစီခင်ဗျဒါအပြင်မိတ်ဆွေတို့အရှိ လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိလာတာမျိုးတွေကြုံရတတ်တယ်မိမိတို့အနေနဲ့အိမ်ဆောင်ရေးကိစ္စအိမ်ဆောင်ပြုမဲ့ကိစ္စလေးတွေသမီးစားတွေအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ကိစ္စလေးတွေမှာတော့မိတ်ဆွေတို့အနေနဲ့ပြန်ပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတဲ့အခါအဲဆွမ်းနာလို့ဆင်ဆက်ချင်းကြောင်းလန်းချင်းအဲသို့မဟုတ်လို့ရှိရင်လည်းလူကြီးမိဘအနေနဲ့တိုင်ပင်ချင်းတွေအဲအဆက်ရှိတဲ့လုပ်ငန်းတွေကိုလုပ်ပါအိမ်ဆောင်ပြုမဲ့မိတ်ဆွေသမီးစားများအနေနဲ့တော့ရိုးရားတို့တော့ဘာလို့အဲမိမိတို့အနေနဲ့ရိုးရားတို့နတ်တို့နဲ့ပတ်သက်လို့ရှိရင်လည်းမကြော်ပါနဲ့အယုံကြည် နေရှေးထုံးလဲမပဲကောင်းကြောင်းနဲ့ဒီຢာလေးတွေကိုတော့မမေ့မလျော့လှုပ်ဆူအောင်လို့အကြောင်းနဲ့ဝါလဲထွက်ပြီးဆိုတော့မိတ်ဆွေကြစားပေးတာတည်းဝါဝံဝါထွက်လက်ဖက်ကလေးစရိဆက်လာမျိုးတွေလှုပ်ဆောင်ပေးပါမသိရင်ဆရာငယ်ပေးမှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်အဲရိုးရအိမ်တွင်လက်ဖက်ဆန်ပြီးဆိုပြီးတော့ဆရာငယ်လို့ရိုက်ချလာရဲ့ဆရာဆက်ပုံဆန်နေလေ900ရောမကုန်ဘူးပြောပြထားပါလေခင်ဗျာနှက်ကတော်ကြီးခေါ်ပြီးပွဲကြီးလမ်းကြီးလောက်ခိုင်းတာမဟုတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရသည်ဒါအပြင်မိတ်ဆွေတို့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အဲ အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ဆိုးစကားများရတာမျိုးလေးတွေထွက်ခွာရတာမျိုးတွေသို့မဟုတ်လို့ရှိရင်လည်းအိမ်အောင်ရင်းနဲ့ပတ်သက်လာလို့ရှိရင်တဦးနဲ့တူတယောက်နဲ့တယောက်ကောင်းသောအရာမျိုးကြောင့်ဖြစ်စေခြင်းဖြစ်စကားများမျိုးဖြစ်စေတနေ့ခဏခွဲခွာရတာမျိုးလေးတွေတောကခရီးနေရတတ်တဲ့တဲ့ကာလအပိုင်းကြာဖြစ်ပြီးတဲ့အခါအိမ်အောင်ဘက်နဲ့ပတ်သက်လို့စိတ်တိုင်းမကြခြင်းမျိုးတွေမိမိအိမ်အောင်ရင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အပေါ်မှာအပြစ်မြင်တယ်လို့ခံစားနေရတာမျိုးလေးကြုံနေရတော့ကာလအပိုင်းကြာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီအဖက်တာကာလအပိုင်းကြာတော့ဒီမှာဆိုရင်အိမ်အောင်ရင်းနဲ့ပတ်သက်လာလို့ရှိရင်အဲအိမ်အောင်ဘက်ရဲ့ကျမ်းမာရေးညံ့ခြင်းမျိုးတွေအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးနဲ့ငယ်ဖြူချတာမျိုးစိတ်ပင်ပန်းမှုပဲ ဖြစ်ရတဲ့အတွက်တော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အရာရာကိုတော့တတိထဆင်နေမှာမိမိအိမ်တော်မှမသိအောင်လှုပ်ထားတော့ငွေကြေးကိစ္စလေးတွေအဲနကူကလုံငန်းကိစ္စအဟောင်းကြီးတွေကိုအပြန်လဲအစ်စ်ပေါ်လာတာမျိုးလေးတွေအထင်မှားမြင်ပါလေးတွေဖြစ်တဲ့အတွက်တော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ကျသာမိသားမိတ်ဆွေတွေဟာ ဝေးกว่านี่ล่ะกูก็มาเลยตัวไม่รู้จริงแหละตู้เนี่ยตู้เตียวเนี่ยเนี่ยขึ้นไหนรู้จริงบาบ่ผิดๆปฏิธานกิจการทุกคู่ตะพัดตะเตียวเนี่ยเตียวซွဲๆยุสွနေတာမျိုးထပ်สารู้จริงတော့ดีเมษွေတို့ไอ้นายเนี่ยปฏิธานบาบ่ผิดๆเตียวก็ดอดาผิดไลน์เตียวก็ช่อดาမျိုးสุดโหเอ่อจ้นไก่ไก่จ้นมีเนี่ยนี่ไลน์หลบไปโหลอ่ะเจ้าเนี่ยไม่รู้จริงยงยอกกนายอกซุซุบัวเอ่อยัดเส้นเป็ดเส้นမျိုးนี่ที่กูจုံว่าตัดเนี่ยตัวတော့ไอ้นายเนี่ยปฏิธานเนาะเอ่อ တွေးတဲ့အတိုင်းပဲဟောပြရစီနည်းနည်းလေးအားနည်းစီတော့ကာလဖြစ်တယ်ဒီကာလတော့တင်မှာအဲရက်ဆဲချင်းပြက်ဆဲချင်းမျိုးတွေကိုဆုံးဖြတ်ဆောင်ရခြင်းမျိုးတွေမတင်ကြောင်းနဲ့အဲတစ်ဖက်ကဒါဆိုငါလည်းလိုက်ရွေးတယ်ဆိုပဲအိမ်အောင်ကြီးမျိုးတွေကြုံရတတ်တဲ့အတွက်တော့နည်းနည်းလေးတတိပြုစင်ကြံလိုအပ်ပါတယ်အိမ်အောင်မက်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ပူပန်ရတာမျိုးတွေစိတ်မောလူမောစိတ်ပန်းလူပန်ဖြစ်ရတဲ့အပတ်အလို့မှတ်ထားရင်တော့ရတော့ပါခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့လုပ်ငန်းတွေအလုပ်တစ်တွေကြောင့်ငွေကုန်ကြီးကြအများကြီးတက်တယ်အနာဂတ်အတွက်ဂျင်းနီလှုပ်ဆောင်တာမျိုးလေးတွေ အကျိုးပေးပါတယ်လုပ်ငန်းလုပ်အစ်စ်နဲ့ပတ်သက်ပြီးတော့လေရှေ့လိုဆောင်ရွက်လို့ကောင်းသောကာလအပိုင်းချဖြစ်ပါတယ်နောက်တစ်ခုကအနာဂတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးရေရှည်အစီအစဉ်ပလန်တွေချစီကျင်တဲ့မိတ်ဆွေများရှေ့လိုဆောင်ရွက်ပါကိုယ်တိုင်လုပ်ငန်းတွေကိုယ်ပိုင်လုပ်ငန်းတွေရှေ့လိုဆောင်ရွက်လို့ဆောင်ကောင်းသောကာလအပိုင်းချဖြစ်ပြီးတဲ့အခါအဲ စတင်လမ်းဖောက်ခြင်းတွေအသစ်ထွင်ခြင်းတွေအိုးအိမ်ချမ်းမြေနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုဆောက်လုပ်ခြင်းမျိုးတွေစစ်ဆက်ညှိနှိုင်းခြင်းမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီအပတ်တကာလအတော်တွေမှာဆိုရင်တော့စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ချေရလုပ်ငန်းတွေအကျိုးပေးပါတယ်ဆွေမျိုးသားချင်းတွေရဲ့အထောက်အကူကိုရရှိတက်ပြီးတော့ဝေးကွာနေတော့ဆွေမျိုးသားချင်းတွေပြန်လဲစုံစည်းရတာမျိုးတွေအထောက်အကူပြုရတာမျိုးတွေပြန်လဲစုံပြုရတတ်တဲ့သူကမိတ်ဆွေတို့နဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ထူးထူးခြားခြားဒီဘက်ဒီတစ်ဘက်ဟာကံကောင်းစီတော့ကာလအပိုင်းချဖြစ်ပြီးတော့အဲအရာရာကိုအဆင်ပြေအောင်မြင်ခြင်းတွေအထောက်အကူရရှိ နဲ့ရရှိတတ်တဲ့အတွက်မိမိရဲ့အကြံစီတွေကိုပြောဆိုတိုင်ပင်ပြီးတော့ညှိနှိုင်းပြီးတော့အဖြေရှာရင်အနာဂတ်အတွက်ကောင်းမွန်တော့အဖြစ်တစ်ခုကိုကျင့်သိရရှိမှာအသေးချာပဲဖြစ်တယ်။ပညာရေးနဲ့ပတ်သက်လာရင်တော့အစမှာနည်းနည်းလေးရုံးကန်ရတတ်ပေမဲ့အဆုံးတက်မှာတော့အောင်မြင်သွားမဲ့ကာလပိုင်းချဖြစ်ပါတယ်။ရင်လောင်မှန်းရင်တော့ခါလောက်တော့ရမယ်အပတ်တာကာလပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီစိတ်ကူးတဲ့အကြံစီတက်တွေတွေးခေါ်လို့ကောင်းသောကာလပိုင်းချဖြစ်ကြောင်းနဲ့မိတ်ဆွေတို့ဒီကာလတော့ပြန်မှာဆိုလို့ရှိရင်တော့အမေတို့အမအတို့အသက်ကြီးတော့အမျိုးသမီးတို့သူတို့ရဲ့အကူအညီကိုရယူပြီးတော့အကြံစီကိုရယူပြီးခြေချင်းဆောင်ရွက်ပါ အောက်မြင်သွားပါလိမ့်မယ်အချိုးပြီးတော့ကနန်းအနေနဲ့ဆိုရင်နှစ်ကနန်း တုံကနန်း၊ရှောက်ကနန်းဖြစ်ပါလေ။အကျိုးပေးစီတော့နေတာကတော့တင်းငါသားသမီးတို့၊တောက်ကြသားသမီးတို့ကကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါပတ်စံပစ္စည်းဖုံးဆိုင်ရဲ့ပျောက်တဲ့သတိထားဆင်ခြင်တွေကိုလိုအပ်ပါလေ။အကျိုးပေးစီတော့ရဟာအရှိစုစုရဖြစ်ပါလေခင်ဗျာ။ဒါအပြင်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိုင်ငန်းဆက်ဆံရေးအောင်မြင်တိုးတက်စီဖို့အတွက်မြတ်စွာဘုရားမှာတောက်ရည်အေးအေးလေးနှစ်ခွက်လှူသွားပြီးလိုရာကိုဆူတောင်းသွားပါအဆင်ပြေပါလိမ့်မယ်။မိစ္ဆာတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအရောက်တွေအရောက်တွေဆိုရင်တော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဗာလဲဟိုနှင်းစီပံအဖြူကြောင်သုံးပွင့် နဲ့เนาะရိုက်ပုတ်ထိတွေ့ပြီးရောင်းလိုက်ပါအယောင်ထွက်အယောင်သွက်သွားမှာအတိအကျပဲဖြစ်ကြောင်းနဲ့ဇန်ကနားဖေးတွေမြင်ချင်းခုန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက်790 290 410 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9635050 9နဲ့မှာဖြစ်စီဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့ဒါစာပိတာသမီးမိတ်ဆွေတွေအောင်မြင်ခြင်းအတိအပိုင်ဆိုင်တို့ရတနာစင်ကြောက်ဇေတောက်နိုင်ကြပါစေကြောင်းဆုတောင်းရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆောင်ရတာပေါ့ဗျာကျေးဇူးတင်ပါတယ်